အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိတက်တဲ့အားလုံးမင်္ဂလာပါဆိုတော့အခုလောလောဆယ်မှာ Arsenal အသင်းက Martin Zubimendi အပြောင်းရွှေ့ကိုတရားဝင်ကြေညာနိုင်တော့မယ်ဒါကလာမာက London ရောက်ပြီးတော့ Sale စစ်ပြီဆိုအဲ့ပြောင်းရွှေ့နဲ့ပတ်သက်လို့အာဆင်ကအခုလက်ရှိမှာဘယ်လိုပြောလဲဆိုတော့အပီးတတ်နိုင်ဖို့လုပ်နေတယ်ပြောင်းရွှေ့ကြီးကတော့သဘောတူထားပြီပေါ့လေဒါမှကိုပုံမှန်အားဖြင့် 嗱，報案先，呾豬肉呾炒生嘅案先係啩嘛？但係買定豬扒埋啲，標示賣格價標價三九後備，嗱，如果標示只報單嘅炒生案單睇俾嚟啲，嗰個三九嘅報案單睇到俾你，嗰啲叫嗰啲標示嘅豬肉炒生案單，畢竟佢俾咗，依家報單案呢報單呢都俾到人，所以豬扒埋啲嘅案先嘅擺落啲架嚟做嘢，阿婆阿婆係咪嗱啲？ လိုပြောမလဲ Fabrizio တောင်မှ Superman ဒီကြမှာအမတန်ခြာလွန်းလို့သူကသူက Photoshop နဲ့ Heavy Go တင်ရတဲ့အဖြစ်ဖြစ်တယ်။တခြားသိနေဆိုရင်ဒါဘယ်လိုပြောမလဲတကယ် Real Jersey နဲ့ကစားမိုက်တင်မှာ Superman ဒီကကျွန်တော်ပေးသက်တယ်ဟိုတနေ့က Boss ဆူတော်တွေ့တယ်။ဘာတွေ့လဲဆိုတော့ Arsenal ကဈေးကွက်တစ်လျှောက်လုံးစနေတာပြီးခဲ့တဲ့ဟိုဒီကျွန်တော်မှတ်မှတ်ရ January လောက်ထဲက Superman ဒီကို အပြောင်းအရွှေ့ဖြစ်ပြီဆိုပြီးတော့ဒီလီမေးကပေါ်ပြတယ်အဲ့ကနေမှ February ရော March ရော April ရော May ရောဂျူအခု July နောက်ရောက်တော့မယ်တိတ်တော့မလို့တော့အခုချိန်ဒီကို Super Mandy ကမတက်သေးဘူး Super Celebrity အဲ့ Fabrizio တော့မှ Here we go ကသူမေးတဲ့ဖြစ်တယ်ဒါပေမဲ့သူ့မှာပုံမပြနိုင်လို့သူတော့ Photoshop နဲ့လုပ်နေရတယ်ဘလောက်ထိကြာလဲဆိုတဲ့အချက်ပဲဆိုတော့အဲ့နေရာမှာအာဆင်က Super Mandy အပြောင်းအရွှေ့ကတေးကြပြီဗျာပြီးအခု holiday ကပြန်ပြန်လာတဲ့ Kepa Visa ပေါင်းအပြောင်းအရွှေ့ဖြစ်မယ် အဲ့ဒီခုဖြစ်မဲ့အချိန်မှာကျွန်တော်အခုစဉ်းစားရတာပေါ့လေအာဆနယ်တည်းရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်လို့ဘန်ဂျမင်ဆက်ကိုကအာဆနယ်ကိုသူတို့ဘက်ကတောင်းဆိုမှုတစ်ခုလုပ်ထားတယ်အဲ့ဒါကဘာလဲဆိုတော့တကယ်လို့များအာဆနယ်အသင်းဘက်ကသူ့ကိုပွဲထွက်ခွင့်ရောနောက်တစ်ခုကစာချုပ်မှာစာချုပ်တစ်ချုပ်ဆိုတဲ့အခါပြောင်းရွှေ့ကြီးမှာရောကြီးစာချုပ်ပါထည့်သွင်းပေးဖို့တောင်းဆိုတယ်ဆိုတော့အသက်20နှစ်ရွယ်ရှိတဲ့ဒါဆလိုဗီးနီးယားတိုက်စစ်မှုက အာစနယ်သင်းကိုသူ ပြောင်းရွှေ့လာခဲ့ခြင်းကလပ်ဘက်ကဒါအိုက်စာချုပ်မှာယိုဂျီစာချုပ် release ကိုကိုထည့်သွင်းပေးဖို့တောင်းဆိုထားတယ်အဲ့လိုဆိုရင်တော့သူအာစနယ်သင်းကို ပြောင်းရွှေ့မယ်အကောင်းဆုံးခွင့်ဖြစ်မယ်ဒါကသူတမန်လုပ်ထားပြီးတောင်းဆိုထားတဲ့အချက်ဒီနေရာမှာဒီဘန်ဂျမင်ဆက်စကိုရဲ့အေဂျင့်ကတော့ဗာပြောလဲဆိုတော့ဒီ RB Leipzig ကနေသူ့ကစားသမားကို force လုပ်ပြီးတော့ထွက်ခိုင်းမှာမဟုတ်ကြောင်းနဲ့ ကလပ်ဖက်ကထိုက်တဲ့နဲ့တန်ကြီးကိုလာရောက်ပေးပေးဆိုရင်ဒီပြောင်းရွှေ့ဖြစ်လိမ့်မယ်လို့ဆိုတယ်ဆိုတော့ကျွန်တော်ကျွန်တော်နားလည်ထားတာကဒီကစားမရဲ့အပြောင်းရွှေ့ကယူရိုတန်း80ကနေတန်း100ဘယ်သူမှပေးမှာမဟုတ်ဘူးရှင်းရှင်းလေးပဲအခုချိန်ဒီကိုဒီကစားမကဟိုလိုလိုဒီလိုလိုနဲ့ 22နှစ်သားအတွက်တန်းတက်ကျွန်တော်မှတ်မိပါသေးတယ်ဟို post group မှာ2017စနစ်73စီစဉ်တုန်းကကျွန်တော်တို့ကအဲတုန်းကခွန်ကြလို့ခွန်စားလို့ဟီကွဲရင်အဲတုန်းကနာပိုလီကိုပြောင်းသွားတဲ့အချိန်ခွန်ကြလို့ဟီကွဲရင်အပြောင်းအရွှေ့ရှိတယ်ရယ်မက်ဒရစ်ကနေပြောင်းသွားတဲ့အချိန်နောက်ကရင်ပန်စီမှရှိတယ်နောက်ဇလာတန်အီဘရာဟီမိုဗစ်အပါဝင်အပြောင်းအရွှေ့၄ခုလောက်ရှိတယ်အဲ market ထဲမှာကျွန်တော်တို့တိုက်စင်မှုတိုက်စင်မှုတိုက်စင်မှုတော့တောင်းကြောက်ရှာပြီးနောက် အာစနီသင်းကအဆုံးသတ်မှာဘသူနဲ့ဆုံးသတ်သွားရာရာဆန်လုံးကိုနဲ့အဆုံးသတ်ခဲ့တယ်။အားကြောင့်ကျွန်တော်တို့ခုပဲဆိုရင်တော့ဒီလောက်များပြားတဲ့တိုက်စစ်မှုတွေကိုပေတေပြီးတော့ဝယ်ဖို့တောက်ခဲတင်းခံ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 ရင်နောက်ဆုံးအဲတုန်းကလည်းဟီကွဲင်းကဈေးကြီးလို့ဇလာတန်ကဈေးကြီးလို့ဗန်စီမာဈေးကြီးလို့ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့တွေးဝေနေနဲ့နောက်နောက်ရာရာဆန်လုံးကိုနဲ့အဆုံးသတ်တယ်။အခုလည်းဒီတိုင်းမဖြစ်ဘူးလို့ပြောလို့မရဘူး။ ။ဒါပေမဲ့ခုလောလောဆယ်မှာဘန်ဂျမင်ဆက်စကိုကတော့ရှင်းတယ်။အာဆယ်ကိုပြောင်းမယ်။ဒါပေမဲ့ပြောင်းသူ့ကို I2 ရဲ့စာချုပ်9နှစ်ထဲမှာလိုဂျီစာချုပ်ထည့်ပေး။အာဆယ်ကလည်းအဲ့ကြောင်းရွှေ့ချီတန်း80နဲ့တရားကြမပေးခြင်းဘူး။ရိုးရိုးပြောင်းရွှေ့ချီအဲ့ချိန်မှာ Victor Yokres Pack ကကြည့်တော့ Okay Hockey Matters ကအကျူညီနဲ့သူ့ရဲ့ original price ဖြစ်တဲ့ Euro 65တန်း package နဲ့အာဆယ်ကိုပြောင်းဖို့မျှော်လင့်ထားတယ်။ဒါပေမဲ့ခက်တာအခုလောလောဆယ်မှာအသင်းဘက်ကအခုချိန်ထိကို တိကျတေချာတဲ့လှုပ်ရှားမှုမရှိသေးဘူးဆိုတော့အခုကဘာဖြစ်နေလဲဆိုအာစနယ်ကိုပြိုင်ဘက်ကစားဟိုရောက်ချင်တဲ့အသင်းကကစားမတွေကပြန်ပြီးဒမန်းလုပ်ပြီးတော့တောင်းဆိုတယ်အဲ့ဒါကိုဒီဘက်ကဆရာကြီးကအေးအေးဆေးဆေးရှိပြီးတော့အခုချိန်တီကိုအေးအေးဆေးဆေးပဲရှိတယ်ဒါအခုလောလောဆယ်နေတာဘာဒီဆက်ဖြစ်မယ်မသိပေမဲ့ဘန်ဂျမင်ဆက်စကိုကရော်လီဆော်ရှိစာချုပ်ထည့်သွင်းတောင်းဆိုတာတယ်ဒါယိုကရက်ကတော့အာဆင်ကိုပြောင်းဖို့ပဲဆန္ဒရှိတဲ့အတွက်အမြန်ဆုံးဖြစ်ဖို့တောင်းဆိုရတယ်ဒါကအခုလောလောဆယ်ဒီသားအားလုံးကျေးဇူးတင်ပါတယ်